စစ်ကောင်စီတပ်ကတော်လိုင်းတပ်ဖွဲ့တွေရှိတဲ့နေရာတွေကိုမြေပြင်နဲ့လေကြောင်းကနေအတိအကျတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အပေါ်သဘောထားအမြင်အမျိုးမျိုးကွဲပြားနေပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီတပ်ရဲ့မြေပြင်စစ်ကြောင်းထိုးရံနဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာမီဒီယာတွေကရေးသားဖော်ပြတဲ့သတင်းတွေနဲ့စောင်းမားတွေကြောင့်ဖြစ်တယ်လို့စစ်ကောင်စီဝါရဖြန် Telegram Channel တွေနဲ့လူမှုကွန်ရက်တွေမှာဖော်ပြနေကြပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်ကတော်လိုင်းတပ်ဖွဲ့တွေစိုးမိုးတဲ့ဒေသတွေကို ဖေဖော်ဝါရီလ25ရက်နေ့မနက်ပိုင်းမှာမြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်စုံကုန်းကျေးရွာကဘုံကြီးကျောင်းမှာကျင်းပတဲ့မင်္ဂလာဆောင်တစ်ခုကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ပြည်သူ12ယောက်သေဆုံးပြီး30ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။မတ်လ3ရက်နေ့မှာလည်းမြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်ကကျေးရွာ9ရွာကိုဒုတိယကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ14ယောက်သေဆုံးပြီး16ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။မတ်လ4ရက်နေ့မှာလည်းတတိယအကြိမ်ထပ်မံဘုံကျဲတဲ့အတွက် ပြည်သူတယောက်ဒေဆုံးခဲ့ပါသေးတယ်။လူစုလူရေးပြုလုပ်တာနဲ့ internet line အသုံးပြုမှုတွေကြောင့်စစ်ကောင်စီတပ်ကမြေပြင်သတင်းရယူနိုင်တဲ့အတွက်ရေနံနှွေးလုပ်ငန်းတွေရပ်တန့်ထားတာနဲ့ Starlink internet line တွေပိတ်ပင်ထားရတာတွေရှိနေတယ်လို့မြန်မြွနယ်ပကဖာစီကနေသိရပါတယ်။မီဒီယာကတော့ဒေါ်လာရေးဖွဲ့ရဲ့အကောင့်ထောက်ခံတဲ့မန်နိုင်းတွေမှာပါပါတယ်။ကျွန်တော်တို့ကတက်လို့ တရဆောင်နဲ့တော့မပြောချင်ပါဘူးစစ်ကောင်စီကတော့တွေးခွဲမှာပဲတွေးတော့တက်ရှူရတဲ့အဖွဲ့တက်ရှူမှာပဲမီဒီယာတွေလက်ချက်တွန်းလိုက်အင်အားစုတွေကကြီးစုတင်တာရှိတယ်ဒါနဲ့တရင်မဖြစ်တဲ့ဟာမျိုးစစ်ကောင်စီမဲမဲဟာမျိုးကြလို့ရှိရင်တော့ချိန်တင်တင်နဲ့လို့တွေးတာပေါ့ဘာလို့ဆိုအွန်လိုင်းအင်အားစုကပြည်သူအနိုင်ထက်စီးနေချင်းပြူရတဲ့မဟာမို့ပဲတွန်းလိုက်အင်အားဖြစ်မဲ့ဟာဆိုရင်တော့ဟိုချပြတာကစဉ်းစားချင်းရင်တဲ့လို့ပြောချင်တာပေါ့မြန်မြွနယ်အတွင်းမှာစစ်ကောင်စီရဲ့တည်င်းပေးတွေရှိနေတဲ့အတွက်ကာကွယ်ရေးအဖွဲ့တွေအနေနဲ့စစ်ဆေးရတာနဲ့ နေမြင့်တဲ့အသည့်ရောက်ရှိလာတဲ့ပြည်သူတွေကိုလည်းစက်မှတ်စစ်ဆေးနေရတယ်လို့မြန်မြွနယ်ပကဖတာဝန်ခံဘိုလက်ရကပြောပါရယ်။သတင်းမီဒီယာတွေအနေနဲ့မြေပြင်ကအလွဲသုံးစားမှုအဖြစ်ပျက်တွေကိုတာဝန်ခံမှုရရှိဖို့အတွက်ယုံကြည်ခိုင်မာတဲ့အချက်လက်တွေရရှိတဲ့အခါရေးသားဖော်ပြဖို့ဝတရားရှိတယ်လို့သတင်းစာပညာရှင်တွေကသုံးသပ်ကြပါရယ်။အဖြစ်ပျက်တစ်ခုချင်းမှမူတည်ပြီးတော့သင်္သာပဲကိစ္စလို့ဖြစ်နေဒီလိုမျိုးတာဝန်ခံမှုအတွက်ရေးတင်နေဆိုတဲ့အခါမျိုးကိုဖြစ်နေတဲ့အချိန်မှာတော့မီဒီယာက ရေးသင့်တယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်သူကျဲမြင်ရဒါပေမဲ့ဘလောက်ထိရေးမလဲဘယ်လိုပုံစံနဲ့ပုံပုံလဲဆိုတဲ့ဟာတော့ဒါဒီတိုင်းရဲ့သူ့ရဲ့သတင်းမီဒီယာချင်းမို့ရသိရောက်တဲ့နိုင်တဲ့အန်ဒီယိုရှော့ချဖို့ဘလို့ဒေတာပေါ်ပြမလဲဘလို့အချက်လက်တွေဘလောက်ထိပေါ်ပြမလဲဆိုတော့အဲ့ဒီရှင်းသားပါနေစဉ်းစားရမယ်မီဒီယာတွေဟာအများနဲ့တက်ဆိုင်တဲ့ကိစ္စတွေကိုတာဝန်ခံအောင်ထုတ်ဖော်ဖို့တာဝန်ရှိပေမဲ့စစ်ကောင်စီဘက်ကအာယုံဆိုင်ခံစေရမယ့်အကြောင်းအရာတွေကို တက်ရောက်နိုင်တဲ့အန္တရာယ်တွေကိုရှော့ချတဲ့ပုံစံမျိုးနဲ့ရေးသားတင်တယ်လို့ဦးမြင့်ကျော်ကဆက်ပြောပါတယ်။စစ်ကောင်စီဟာမြေပြင်ထောက်လှမ်းရေးစနစ်ကောင်းမွန်တဲ့အတွက်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တည်နေရာတွေကိုသူတို့ရဲ့သက်ရှူတွေကတဆင့်ဒါမှမဟုတ်အွန်လိုင်းပေါ်ကတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ဓာတ်ပုံတွေကနေတဆင့်တည်နေရာတွေရယူပြီးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာလို့လေတပ်မှလက်ရှိတာဝန်ထမ်းဆောင်နေတဲ့တပ်မတော်သားတယောက်ကပြောပါတယ်။ တိုင်ပွဲဖြစ်ပြီဆိုရရင်ဒီဟာအဆင့်ဆင့်သတင်းပို့ပြီးသားလေတာရဒီမှာတိုင်ပွဲဖြစ်နေဘနာအပြစ်ကြီးအောင်ကြီးဘနာကိုဘုံကျဲပေးပါဆိုတာသတင်းတင်မှမဟုတ်မတင်ခင်ရရရရောက်ပြီးသားလေမတင်လဲကျဲမှာပဲတင်လဲကျဲမှာပဲတင်လဲတင်တဲ့ခါကျတော့ဘုလို့ဖြစ်ဖြစ်သွားတာဆိုင်နာပြည့်ရဲ့နေစားရတာရတယ်ဒီမှာနောက်က background နဲ့ရှုခင်းနေရတယ်တမုံကြီးတော်ရဆိုနောက်ကတောင်တန်းကိုကြီးရတယ်ဒီတောင်တန်းကဘနာတောင်တန်းဆိုတာအများစုကကြီးရကောင်တည်ရတယ်ဒါဆိုဒီကောင်ကြီးရတဲ့တောင်တန်းဘနာမီတာกว่าမှာရှိမယ်ဆိုရွေးပြီးနဲ့ကင်းထောင်းနဲ့ထောင်းမယ်ဒရုန်းနဲ့ကင်းထောင်းနဲ့ထောင်းမယ်ထောက်လက်ကြည့်ယူပြီးကျဲမှာပဲစစ်ကောင်စီအနေနဲ့ တော်လိုင်းရဲ့တပ်ဖွဲ့တွေနဲ့မီဒီယာတွေအကြားတက်ရှူသွေးခွဲရာတွေလှုပ်ဆောင်နေကြတဲ့အတွက်သတိထားပြီးချင်းချင်းယုံကြည်ကြဖို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတိုက်တွန်းထားကြပါဗျ။ကျမတီရီပါ